်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရစေပထမဦးဆုံးဖျံသခင်ရဲ့ကြည်ရုပ်ကိုချီးမွမ်းပါတယ်ရိုးရိုးလေးနာခံခြင်းကောင်းခြင်းမင်္ဂလာဆိုတဲ့ကောင်းစဉ်နဲ့လူကအခန့်ချင်းငါငယ်တက်ကနေခွန်ကိုဆင်ခြင်သွားခြင်းပါတယ် တယံရောအခါဂင်နေတရဲ့အိုင်နာမှာရက်တော်မူ၍လူများတို့သည်ဘုရားသခင်၏နှုတ်ကပတ်တရားကိုနားထောင်ခြင်းငှာကိုတော်အနီးသို့တိုးဝင်ကြစဉ်တွင်ကန်းနာမှာစိုက်သောလေနှစင်းမြင်တော်မူ၏တငါတို့သည်လေထဲကထွက်၍ပိုက်ကွန်တို့ကိုစီးလျှော်လျက်နေကြ၏ထိုလေတို့တွင်ရှိမုံ၏လေထဲသို့ဝင်တော်မူပြီးလျှင်လေကိုကန်းနာမှာအနှင်းငယ် ခွာဖွင့်စီခြင်းကရှိမုံကိုအခွင့်တောင်းတော်မူ၏ထိုလီပေါ်မှာထိုင်ရက်လူများတို့ကိုဆုံးမဩဝါဒပေးတော်မူ၏စကားတော်ပြတ်သောအခါရေနှဲ့ရာအရက်တို့ရွှေအောင်တော်ပိုက်ကွန်ကိုခြား၍ငါးကိုအုပ်ဆန်းတော်ဟုရှိမုံအားမိန်တော်မူ၏ရှိမုံကလည်းသခင်အကျွန်ုပ်တို့သည်တညာလုံးကြိုးစားတော်လေတကောင်ကိုမျှမရပါ တို့ရတွင်အမိန်တော်ရှိလျင်ပိုက်ကွန်ကိုချပါမည်ဟုလျှောက်လေ၏ထို့သောချပြီးလျင်အလွန်များစွာသောငါတို့ကိုအုံမိသည်ဖြင့်ပိုက်ကွန်သည်စုပ်ပြတ်စရှိ၏တခြားသောလေတစ်စင်း၌ရှိသောအပေါင်းအဖော်တို့သည်လာ၍ကူညီစေခြင်းကသူတို့ကိုအမတ်ပေးသည်ဖြင့်သူတို့သည်လာ၍လေနှစင်းနှစ်လူမတက်ငါးနှစ်ပြည့်စေကြ၏ ကျွန်တော်တို့မှာအသေးအမွာကိစ္စတွေကအစာဘုရားသခင်ကိုနာခံခြင်းကလူများစွာကိုကောင်းချီးပေးနိုင်ပါတယ်။ဒါကိုဒီနေ့ဆင်ခြင်တဲ့ကျမ်းပိုက်တွေမှာ ရှင်းလင်းစွာနားလည်နိုင်ပါတယ်။ဒီအထက်မှာရှစ်မုံဆိုတဲ့ပေတရုဟာတညာလုံးငါးကိုစူးစားပြီးတော့ရှာခဲ့ပြီးမယ်လေတကောင်ကိုမှဖမ်းလို့မရခဲ့ပါဘူး။ တခင်ယေရှုခရစ်တော်ကကမ်းနားမှာရှိတဲ့လူအုပ်ကြီးကိုနှုတ်ကပတ်တော်ဝင်ငါဖို့အတွက်ကမ်းဆက်မှာပိုက်ကွန်ဆင်းနေတဲ့ပေတရုရဲ့လေကိုခဏအသုံးပြုဖို့အတွက်တောင်းဆိုခဲ့တဲ့အခါပေတရုကသဘောတူ ခွင့်ပြုခဲ့ပါတယ်လူအုပ်ကြီးကလည်းတခင်ယေရှုခရစ်တော်ရဲ့စကားကိုနားထောင်ခြင်းအားဖြင့်ဝိညာဉ်ရေးရာကောင်းကြီးတွေကိုခံစားရပါတယ်ဘုရားသခင်ရဲ့တောင်းဆိုချက်တွေဟာ မမျော်လင့်တဲ့အချိန်အခိုက်အတန့်တွေမှာကျွန်တော်တို့စီကိုရောက်လာနိုင်ပါတယ်။ဘသူစကားကိုမှ နာခံဖို့အရေးမကြီးဘူးလို့ထင်မြင်ပြီးတော့တယောက်ယောက်ကတောင်းဆိုလာတာကိုတုံ့ပြန်ခွင့်မပြုဖို့ကျွန်တော်တို့ရဲ့လူစားတီကသွေးဆောင်ခြင်း ခံရနိုင်ပါတယ်။ဒါပေမဲ့လည်းဘုရားသခင်ကကျွန်တော်တို့ကိုတောင်းဆိုတဲ့အခါမှာဘုရားသခင်ရဲ့အကြံအစီတွေကကျွန်တော်တို့အကျိုးအတွက်ရည်ရွယ်ထားပါတယ်။ ယေရမိအခန်းကြီး29အငယ်7တဲ့မှာကျွန်တော်တို့ရဲ့အကျိုးအတွက်ဖြစ်ပြီးတော့ကျွန်တော်တို့အကျိုးနည်းစေဖို့ရန်အတွက်ဘုရားသခင်ကြံစီတဲ့အကြံစီမဟုတ်ဘဲနဲ့ကျွန်တော်တို့မျော်လင့်တဲ့အကျိုးကိုရစေမယ့်အကြောင်းညင်ဝတ်စေဖို့အတွက်သာကျွန်တော်တို့အဖို့ကြံစီတဲ့အကြံစီ ဖြစ်တဲ့အကြောင်းကိုဘုရားသခင်ကသိတယ်လို့ဆိုထားပါတယ် ပေတရုဟာသူ့ရဲ့လေကိုအသုံးပြုခွင့်ပေးပြီးတဲ့နောက်သခင်ယေရှုခရစ်တော်ကလေကိုရေနဲ့ထဲကိုရွှေ့ပြီးတော့ပိုက်ကုံကိုချဖို့ဒုတိယအကြိမ်တောင်းဆိုပြန်ပါတယ်ပေတရုအနေနဲ့တညာလုံးငါဖမ်းခဲ့လို့တကောင်မှမရတဲ့အတွက်လူအနေနဲ့အကျိုးမရှိဘူးဆိုတာသူ့ရဲ့လူအတွေ့အကြုံအရသိနိုင်ပြီမယ်လေသခင်ယေရှုခရစ်တော်ရဲ့အမိန့်တော်ရှိမယ်ဆိုရင် စီးလျှော်ထားပြီးသားပိုက်ကွန်ကိုချပါမယ်လို့သခင်ယေရှုခရစ်တော်ရဲ့စကားကို နာခံခဲ့ပါတယ်။သခင်ယေရှုခရစ်တော်တောင်းဆိုတဲ့အတိုင်းသူဟာနာခံပြီးတော့လှုပ်ဆောင်ခဲ့တဲ့အတွက် ပိုက်ကွန်ဆုပ်ပြတ်မတက်တိုင်အောင်များပြားလာတဲ့ငါးတွေကို ဖမ်းမိခဲ့တဲ့အတွက်ပေတရုရဲ့လေတံသာမကပဲနဲ့နောက်ထပ်လေတစင်းကကူညီပေးရပြီးတော့လေနှစင်းနဲ့လူမတက်ငါးနဲ့ ပြေးသွားပါတယ်။ပေတရုဟာဒီလိုငားတွေနဲ့လေနှစင်းအပြစ်ရဖို့အကျိုးကိုမျှော်ကိုးပြီးတော့သခင်ယေရှုခရစ်တော်ရဲ့စကားကိုနာခံခြင်းမဟုတ်ခဲ့ပေမဲ့လေရိုးရိုးလေးပဲနာခံလိုက်ခြင်းကခရစ်တော်ရဲ့နှုတ်ကပတ်စကားနဲ့ဆိုင်တဲ့ဝိညာဉ်ရေးရာကောင်းကြီးရော လူရဲ့ကိုယ်ခန္ဓာလူအပ်ချက်နဲ့ဆိုင်တဲ့ရုပ်ပိုင်းဆိုင်ရာကောင်းကြီးရော အလုံးစုံကိုရခဲ့ပါတယ် ပေဒရုရဲ့ရိုးရှင်းတဲ့လှုပ်ရက်တွေကဝန်ဆောင်မှုနဲ့ရုပ်ပိုင်းဆိုင်ရာကောင်းကြီးတွေရော အလုံးစုံကိုရခဲ့တာဖြစ်တယ်။ပေဒရုရဲ့ရိုးရှင်းတဲ့လှုပ်ရက်တွေကဝန်ဆောင်မှုနဲ့ကောင်းကြီးများစွာအတွက် အခွင့်ကောင်းတွေကိုရရှိစေခဲ့တယ်။ကျွန်တော်အနေနဲ့လည်းကိုရောရဲ့ညွန်ကြားမိမှချက်တွေသေးမွားတဲ့အရာပဲဖြစ်ဖြစ် ကြီးမားတဲ့အရာပဲဖြစ်ဖြစ် ကိစ္စရက်တိုင်းမှာနာခံခြင်းတိုင်းက ကိုယ်တော်ရဲ့ဝိညာဉ်ရေးရာရောရုပ်ပိုင်းဆိုင်ရာကောင်းကြီးတွေကိုရောယူဆောင်လာမယ်ဆိုတာကိုယုံကြည်ခြင်းအပြင်ကိုတော်စီခိုင်းမှုမှန်သမျှကိုနာခံပြီးတော့လှုပ်ဆောင်ကြဖို့ဖြစ်တယ်။ရိုးရိုးလေးပဲနာခံတဲ့လှုပ်ရတိုင်းကိုပြသခင်ကကောင်းကြီးပေးပါတယ်။ဘလောက်သေးပြီးတော့အေးမပါတဲ့ပုံပေါက်နေပါစေပြသခင်ကနာခံခြင်းအတွက်ကောင်းကြီးမင်္ဂလာကိုပေးမှာဖြစ်တယ်။ ဂျာနာဆင်ချင်ခဲ့တဲ့သူတိုင်းနာခံခြင်းကောင်းကြီးမင်္ဂလာတွေကိုဘုရားသခင်နဲ့အတူလက်တွေ့ခံစားနိုင်ကြပါစေ။အာမင်။ဤခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆောအပ်ပါသည်